မြန်မာနိုင်ငံသူနိုင်ငံသားအလုံးစစ်ဘေးသဘောဝဘီတို့ကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မနေနယ်ကဥစွာဆွတောင်းလိုက်ပါတယ်အခုဝင်နေစွာနဲ့တင်ဆက်ပေးရမယ့်သတင်းကတော့လူငယ်နိုင်ငံရေးသမားတွေရဲ့ချစ်ခြင်းကိုအမြဲရရှိခဲ့တဲ့ဝါရီနိုင်ငံရေးသမားဒေါက်တာနေဝင်းကွယ်လွန်သွားပြီဆိုတဲ့သတင်းမှာနိုင်ငံရေးအကျဉ်းသားဟောင်း ဗမာပြည်ကွန်မြူနတီပါတီဘာကပအဖွဲ့ဝင်ဟောင်းလည်းဖြစ်သူသရိစံကိုတာရေးဆိုင်ရာဆရာဝန်တဦးလည်းဖြစ်သူဒေါက်တာနေဝင်းဟာဒီကနေ့မေလ၁၄ရက်နေ့မနေ့နှစ်နာရီမှာကွက်လွန်သွားခဲ့တယ်လို့ရန်ကုန်နိုင်ငံရဲ့အတိုင်းဝိုင်းစီကနေသိရပါတယ်အဆုတ်ရောကနေအင်းစိန်စေယုံကြီးမှာစေဝါကုသမှုခံယူရင်းဆုံမသွားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ဆရာဒေါက်တာနေဝင်းကွက်လွန်မှုနဲ့ပတ်သက်ပြီးလူငယ်နိုင်ငံရေးသမားတဦးကပပောင်းကိုဆုံရှုံရတာမယုံနိုင်သေးဘူး တဘဝတစ်ခုလုံးမှာသူ့အတွက်သူလုပ်ခဲ့တာဘာမှမရှိဘူးတသက်လွတ်တမလေးပပကလူငယ်တွေကို အမြဲလမ်းပြခဲ့သူပေါ့လို့ဝန်နစ်ကဆိုပါတယ်ဆရာနာရှင်စံကြေကို အစင်းတစိုက်လှုပ်ဆောင်ခဲ့တဲ့ဒေါက်တာနေဝင်းဟာ1989ခုနှစ်မှာဖန်းစည်းခံခဲ့ရပြီး2005ခုနှစ်အထိနှိရှိဖန်းစည်းခံခဲ့ရသူ ဖြစ်ပါတယ် 2008ခုနှစ်နာဂေမုံတိုင်းအချိန်မှာလဲမုံတိုင်းအတွင်းကွယ်လွန်ခဲ့သူတွေကိုအခမဲ့တကြိုပေးတာတွေကုညီလှူဆောင်ပေးခဲ့တာကြောင့်အာနာရှင်ဟောင်းဦးတန်းရွှေဦးဆောင်နဲ့အစိုးရကထောင်ဒဏ်နှစ်ချမှတ်ခဲ့ပါတယ်။ထောင်ဒဏ်နှစ်နဲ့သာအမိန့်ချမှတ်ခဲ့ပေမယ့်ဆရာအကျဉ်းထောင်အတွင်းနှစ်နှစ်နဲ့ခုနှစ်လအထိနေထိုင်ခဲ့ရပါတယ်။ဒေါက်တာနေဝင်းဟောင်းဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘာကတော့ရဲ့အထွေထွေအတွင်းမူဟောင်းမဖြစ်ပြောင်းအောင်ရဖခင်လည်းဖြစ်ပါတယ်။စစ်ကောင်စီဟောင်း ဒေါက်တာနေဝင်းရဲ့သမိုက်ဖြစ်သူဘာကသအဖွဲ့ဝင် ကိုလင်းထန်နိုင်ခေါ်ကိုကျင်းကိုလည်းလက်ရှိချိန်ထိဖန်စီထားစေဖြစ်ပါတယ်။ဆရာဒေါက်တာနေဝင်းဟာဘကိုးတိုင်းဒိုင်ဦးမြို့ဇာတိဖြစ်ပြီး1960ခုနှစ်ဇူလိုင်9ရက်နေ့မှာမွေးဖွားခဲ့ပြီးသူကွယ်လွန်ချိန်မှာအသက်65နှစ်ရှိပြီဖြစ်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ